အယုတ်ဆိုတာကလေးတွေအတွက်တာမန်ကစားစရာတစ်ခုပဲဖြစ်တင်တာပါဒါပေမဲ့တချို့အယုတ်တွေကတော့မကောင်းမှုနဲ့ဝိညာဉ်ဆိုးတွေကိုတဲဆောင်လာကြပြီးတော့လူတွေကိုဒုက္ခပေးတတ်ပါတယ်ရောဘတ်တန်ဒေါ်ကစပြီးတော့အန်နာဘဲအိုကီကုဒေါ်တို့လို Haunted Dolls တွေကကြောက်စရာအတွေ့အကြုံတွေမတော်တဆမှုတွေတေဆုံးမှုတွေတောင်ခံခဲ့ရစေပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့အဲ့ဒီအယုတ်တွေရဲ့ပင်မရင်းမြစ်နဲ့လှုပ်ဝက်ချက်တွေကိုတူးဆွပြီးတော့လေ့လာကြည့်ကြရအောင်ပထမဦးဆုံးတရေ၆တဲ့အယုတ် Jane's Are ်နေတဲ့အယုတ်ဆိုပြီးအစပြုလာတာကတော့ Robert the Dog ကနေဖြစ်ပါတယ်။ဒီအယုတ်ဖြစ်လာပုံကို လေ့လာကြည့်လိုက်တော့တချို့က Robert Eugene Otto ဆိုတဲ့ကလေးရဲ့မိသားစုဝင်တယောက်ယောက်ကလက်ဆောင်အနေနဲ့ပေးတယ်။တချို့ကျတော့သူတို့အိမ်မှာလုပ်နေတဲ့အိမ်အကူကလက်ဆောင်ပေးတာဖြစ်တယ်လို့ပြောကြပါတယ်။ပြဿနာတွေကအခုမှစတင်တော့မှာပါ။အဲ့ဒီအယုတ်ကိုလက်ခံရရှိပြီးတပတ်အတွင်းမှာပဲ Eugene ကအယုတ်ကလည်းသူ့ကို Robert လို့ပဲခေါ်ပါဆိုပြီးပြောတယ်လို့သူ့မိသားစုကိုပြောလိုက်ပါတယ်။အဲတော့ကတော့သူ့မိဘတွေကတော့ပေါ်ပေါ်တေ သေးလို့ပဲမှတ်ခဲ့ကြပြီးတော့ကလေးဆိုတော့ပျော်အောင်ဆိုပြီးသဘောတူပေးလိုက်ကြတယ်ပေါ့နော်အဲ့တော့ Robert က၂ယောက်ဖြစ်သွားပြီဆိုတော့ကျွန်တော်ကလေးနာမည်ကိုယူခြင်းအယောက်ကို Robert ဆိုပြီးတော့ဒီဗီဒီယိုထဲမှာဆက်သုံးသွားပါမယ်ဒီဇလန်းကိုဆက်ရရင်ယူခြင်းက Robert ကိုသူတို့ရဲ့မိသားစုဝင်တစ်ယောက်လို့ဆက်ဆံပြီးတော့သူ့ရဲ့ဝတ်စုံတွေကို Robert ကိုပါဆင်ပေးပါတယ်အခုချိန်ထိပြလိုက်တဲ့မှာတွေ့ရတဲ့ Twin Mother ဝတ်စုံဟာလည်းယူခြင်းရဲ့အဝတ်အစားအစစ်တွေဖြစ်ပါတယ်ယူခြင်းပဲနေရာကိုတော်တော်ရောဘတ်ကမပမဖြစ်လိုက်ပါနေခဲ့ပါတယ်။တနေ့ကျတော့ယူခြင်းက အယုတ်တွင်နဲ့စော့နေတဲ့အချိန် Robert လည်းရှိတာပေါ့နော်အဲ့ဒါနဲ့သူမိဘတွေကထမင်းစားဖို့အခန်းထဲကို Robert ရေထမင်းစားရအောင်ဆိုပြီးတော့អော်ခေါ်လိုက်တဲ့အချိန်မှာခန်းထဲကနေပြန်ဖြည့်တဲ့အတန်ကယူဂျင်းရဲ့အတန်မဟုတ်ပဲအတန်អော်អော်နဲ့ပြန်ဖြည့်ရဲ့အတန်ကိုကြားလိုက်ရတယ်အဲ့အချိန်မှာသူမိဘတွေကလည်းအန်អော်သွားပြီးတော့ယူဂျင်းကိုအဲ့အတန်တိုင်းပြန်ပြောကြည့်ဆိုပြီးလှောက်ခိုင်းကြည့်ပေမဲ့ခန်းထဲကထွက်လာတဲ့အတန်နဲ့လုံးဝမတူတာကိုတတိထားမိလိုက်ပါတယ်အဲ့ချိန်ကျတော့မှအိမ်အကူကောင်မလေးတွေကယူဂျင်းကသူ့အခန်းထဲမှာတယောက်တည်းရှိနေချိန်မှာလည်းမတူကွဲပြားတဲ့ ဲ့စကားသံနှစ်ခုကအပြန်အလှန်ပြောဆိုနေတာမျိုးတွေကြားရတယ်ဆိုပြီးတော့ပြောလာပါတယ်အဲ့လိုနဲ့နှစ်တွေကြာလာတဲ့အခါမှာတော့လူချင်းကမိသားစုရဲ့အမွေကိုဆက်ခံပြီးသူဝါသနာပါတဲ့ပကြီးဆရာတယောက်ဖြစ်အေးအေးဆေးဆေးလောက်ကိုင်းစားတောင်းနေပါတယ်ရောဘတ်ကိုလည်းသူ့ရဲ့အနီနာခုံတစ်ခုံပေါ်မှာထားထားပြီးတော့ခင်ဆုံးတငယ်ချင်းလို့တတ်မှတ်ထားနေတော့မှာပဲအင်ကိုအလေလာတဲ့သူတွေကတော့ရောဘတ်ရှိတဲ့အခန်းထဲကိုဝင်လာတိုင်းစိတ်ထဲမှာခြောက်ချားစရာကောင်းပြီးမနှစ်မြုပ်ဖွယ်ရာခံစားမှုမျိုးကိုပေးတယ်လို့ပြောကြပါတယ်လူချင်းရဲ့တငယ်ချင်းတယောက်အင်လာတော့ကဆိုရ င်အဲ့အခန်းထဲမှာ ရောဘတ်ကသူ့သွားတဲ့နေရာတိုင်းကိုခေါင်းကလိုက်လှဲ့ပြီးကြည့်နေတယ်လို့ကြောက်လန့်တကြားပြောပါတယ်အဲ့လိုနဲ့တနေ့ကျတော့ယူဂျင်းကအန်နက်ဆိုတဲ့အမျိုးသမီးကိုလက်ထပ်လိုက်ပြီးတော့အဲ့အိမ်မှာပဲတူတူနေကြပါတယ်တနေ့တော့အန်နက်ကယူဂျင်းကိုသူ့ကိုတယောက်ယောက်ကကြည့်နေတဲ့ feeling မျိုးကိုရတယ်ပေါ့နော်တကားတွေကလည်းသူ့အလိုလိုလော့ချနေပြီးညဘက်ရောက်တရေနိုးတဲ့အချိန်ကျရင်ရောဘတ်ကထားထားတဲ့နေရာမှာမရှိပဲသူ့နဲ့ပူပူပြီးနေတာလေဆိုပြီးတော့ပြောပြပါတယ်အဲ့လိုတွေဖြစ်လာတော့အန်နက်ကဒီအယုတ်ကိုတနေရာမှာတိမ့်နာမယ် ပေါ့အခန်းတစ်ခုခုမှာလောချပြီးပိတ်ထားမယ်ဆိုပြီးတော့ကြံပေးပေမဲ့ယူချင်းကတော့ရောဘတ်ကသူ့ရဲ့ဘဝတစိတ်တစ်ပိုင်းဖြစ်တဲ့အခင်ဆုံးတငယ်ချင်းလည်းဖြစ်တယ်။တာမန်အယုတ်တယုတ်မဟုတ်ဘူးဆိုပြီးတော့ရောဘတ်ကိုဘယ်တော့မှနေရာမရွှေ့ခဲ့ပါဘူး။1984ခုနှစ်မှာတော့ယူချင်းကသူ့ရဲ့အိမ်မှာပဲပုံမှန်လူကြီးယောဂါနဲ့ဆုံးပါသွားပြီးတော့အိမ်နီးချင်းတွေကသူ့တည်တဲ့ညမှာရောဘတ်ကဂရင်ချင်းရင်းမှာရောက်နေပြီးတော့ယူချင်းရဲ့နောက်ဆုံးချိန်ကိုကြည့်နေခဲ့တယ်လို့ပြောကြပါတယ်။ရောဘတ်တဒေါကို1994ခုနှစ်မှာတော့ဖလော်ရီဒါမှာရှိ တဲ့ East Martello Museum ကိုလှူဒါန်းလိုက်ပါတယ် Museum ရောက်တဲ့အချိန်မှာလဲ Robert the Doe ရဲ့ခြောက်ခြားစရာကောင်းတဲ့အပြုအမူတွေကပိုဆိုးလာခဲ့ပြီးတော့ခုချိန်ထိကဘာလက်ခရီးသွားတွေတဘာဝလွန်ဖြစ်ရက်တွေကိုလေ့လာသူတွေရဲ့အကြိုက်နေရာတစ်ခုဖြစ်ရက်တည်နေဆဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်ဒီနေ့တင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးတွေကိုကြိုက်နှစ်တက်တယ်ဆိုလို့ရှိရင် channel လေးကို subscribe လုပ်ပေးထားကြပါဦးနောက်ပတ်တွေမှာလည်းဒီထက်ပိုကောင်းတဲ့ season တွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ထောက်ကြည့်ကြပါဦးခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ